အဓိကတော့အမားယွင်းနေအောင်တော့ view site ပို့တော့အရေးကြီးတာပေါ့နော်။တွားတဲ့နေရာတစ်ခုရဲ့ချက်လက်တင်နောက်ပြီးတော့ကိုယ်မသွားခင်ဘယ်နေရာဘယ်ဒေတာရဲ့အစားတောက်ဆိုလဲအစားတောက်ပေါ့နော်။ဘယ်နာမည်ကြီးလဲဘယ်လိုသူ့ရဲ့တမိုင်းနောက်ခံဘယ်လိုအဲ့လိုမျိုးလေးတော့ view site ပြီးတော့ပို့ပြီးတော့လေ့လာတင်နေတော့ထင်တာ။မြန်မာနိုင်ငံမှာဆိုရင်တော့လောလောဆယ်ကတော့အစားတောက်တွေကတော့အစားတောက် blog တွေကတော့ပောက်တယ်လို့တော့ထင်တယ်။ဥပမာထားပါတော့ဒီ ဒေတာတစ်ခုဒီမြို့နယ်တစ်ခုအတွက်ဒီ China Town သွားပဲဒီတရုတ်တန်းမှာတော့ white နာမည်ကြီးရဲ့ဆိုင်တွေဝင်စားမယ်အဲ့လိုမျိုးအဲ့လိုမျိုးတင်ဆက်ပုံအနေနဲ့ဒီနှစ်ပေါင်းဘယ်လောက်ရှိပါတယ်။ဘာညာသူ့ရဲ့ဒေတာခံနေအဲ့လိုမျိုးနှစ်ကြာတဲ့ဟာပေါ့နော်လူရဲ့စိတ်ဝင်စားမှာပေါ့နော်ဒါဆိုင်တန်းဘယ်လောက်ရှိသည်အဲ့လိုပုံစံမျိုးလဲဆိုအဲ့လိုမျိုးပုံစံမျိုးဆိုရင်တော့ပိုစိတ်ဝင်စားလောက်တယ်ပေါ့နော် ားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ podcast အစီအစဉ်လေးမှာဒီတစ်ခါတော့ကျွန်တော်ဘယ်လိုလဲဒီ key dot content တွေကိုအများကြီး share လုပ်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေလေးဖြစ်တဲ့ညီငယ်လေးဖြစ်တဲ့ကျော်စွာဟန်နဲ့တော့တွေ့ဆုံပြီးတော့စကားပြောမှာဖြစ်ပါတယ်အဓိကတော့ကျွန်တော်တို့ဒီနေ့မှာပြောဆိုဆွေးနွေးမယ့်အကြောင်းအရာကတော့ဒီ covid မတိုင်ခင်နဲ့ covid ပြီးကာလတွေမှာ content creation နဲ့ပတ်သက်ပြီးတော့ generation တွေပြောင်းသွားတယ်ကျွန်တော်တို့ယူဆတယ်အဲဒီနောက်မှာဖြစ်ပေါ်လာတဲ့ဒီ content creation နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို အပါရီပြောင်းလဲသွားတယ်ပါရီထူးကြလာတယ်ပါရီအားလဲသွားတယ်ဆိုတဲ့ဟာတွေတုံ့သက်မှဖြစ်ပါတယ်အဲကြောင့်လည်းဒီ podcast လေးဆက်ပြီးတော့နားဆင်ပါမင်္ဂလာပါမင်္ဂလာပါဆိုတော့ မြားလေးတစ်ချက်ပေါ့နော်ဟိုဟာဒီကြောစာဟန်ဆိုရင်နာမည်ကိုတော့တေးကြတယ်တော်တော်များများနားလေးရင်းနှီးကြအောင်ဟုတ်ပါတော့နော်ဆိုတော့ news ဆိုလို့ရှိရင်အာ travelers dream ဆိုပြီးတော့ပေါ့တေးကြအောင်ဆိုတော့ page ကြီးနဲ့ပတ်သက်ပြီးတော့အရေးဆုံးဖိတ်ဆက်ပေးပြီးပါလားအဲကျွန်တော် page ကတော့ travelers dream page ပါအဲအများဆုံးကတော့ခီးသွွားနဲ့ပတ်သက်တဲ့ဟာတွေကိုအကုန်လုံးမျှဝေပေးရဲအခုနောက်ပိုင်းကတော့ခီးသွွားတာနဲွားတော့ကြိုကြားကြိုကြား travel နဲ့ပတ်သက်တာလောက်ပဲတင်ပေးဖြစ်ပြီးတော့ဂျန်နေဟာကြတော့ဒီ for blog တင်ပေးပြီးရယ်နော်အဲ့လိုမျိုးလုပ်ပေး ်ပါပဲအဲ့ဒါလည်းရှိတော့ food blog တွေရဲ့ key talk ကလည်းအဲ့ဒီတွေကညပြီးညပြီးတော့ဟုတ်ဆိုတော့အမ် group မှတ်မိတယ်ပေါ့နော်ဒီလွန်ခဲ့တဲ့ covid မတိုင်ခင်ကာလ2020အရှိပိုင်းပေါ့နော်ဆိုတော့အဲ့ဘက်မှာဆိုလို့ရှိရင် key talk content တွေကတော်တော်လေးအားကောင်းတယ်လို့ဟုတ်ကြရတယ်နော်ဆိုတော့အဲပြန်သတိရစရာဖြစ်မယ်ဆို key talk content တွေလည်းပတ်သက်ပြီးတော့ဒီအာ key talk blogger တွေတော်တော်များရှိပြီနဲ့အရေးအတွက်အားဖြစ်ဆိုရင်အခုနောက်ပိုင်းမှာပေါ်လာတဲ့အရေးအတွက်နဲ့စာအရန်နေနေတယ်ဟုတ်ကဲ့အဲ့တော့ဘယ်လိုမြင်လဲ တယောက်ကဒီလိုမျိုးဒီနေရာ data တစ်ခုကိုတင်ပေးလိုက်ပြီဆိုရင်နောက်တစ်ယောက်ကဘယ်နေရာကိုဘယ်လိုမျိုးထိုးဖောက်ရမလဲဘယ်လိုမျိုးဒီပရိသတ်ကိုအကုန်လုံးမျှော်ဝေရမလဲဆိုစဉ်းစားရတယ်ပေါ့နော်အဲ့လိုမျိုးလေးနေပဲတင်ဆက်ပေးကြတာပေါ့နော်တယောက်နဲ့တယောက်ဟိုတက်နိုင်ကြမြန်နေရာနေရာလေးတွေမထက်အောင်ပေါ့နော်မထက်အောင်နဲ့နောက်ပြီးတော့တကယ်လို့ထက်ခဲ့ရင်နော်ဘယ်နေရာလေးကိုထိုးဖောက်ပြီးတော့ထူးထူးခြားခြားနဲ့တင်ဆက်ပေးမလဲဆိုတာအဲ့လိုမျိုးပေါ့နော်ပြေးပြီးတော့လောက်ကြပါတော့เนาะအခုနောက်ပိုင်းခေတ်ပါတော့ဒီဒီနေ့ဒီနေ့ဒီချိန်ကတော့အာ content content creator တွေမှာတကယ် travel blogger တွေနဲ့အောက်ကနေတကယ်ရင်းရက်တီးပြီးသွားနေတဲ့လူငယ်တွေရှိသလိုတချို့ကြပါလေဒီ page ကို maybe ရောင်းစားလို့လာပါတော့เนาะသူတို့အဲ့အကြံနဲ့များရှိလာမသိတချို့ content တွေဆိုလို့ရှင်အဲပေါက်ပြီးဒီ blogger တယောက်ကရေးလို့ပေါက်သွားပြီဆိုလို့ရှင်အဲ့ content ပေါ်မှာမိញံ create လုပ်ပြီးတော့တချို့ဆို direct copy တော့တကောင်တချို့ကြတော့မိញံပြီးတော့တကောင်အဲ့လိုမျိုးရေးကြတာဖြစ်တယ်အဲ့ပုံမှန်ဒီလိုအမြင်ရှိတယ် အဲ့လိုမျိုးကြရင်တော့မကောင်းတော့မကောင်းဘောเนาะဒါပေမဲ့စိတ်ထဲမှာကိုယ်တွေလည်းကြုံတော့ကြုံဘူးတာပေါ့ကတိကောက်တော့ဖြစ်တာပေါ့ဒါပေမဲ့လည်း음ပြီးခံရတာပေါ့เนาะမတက်နိုင်ဘူးပေါ့တချို့ကိစ္စတွေကြရတယ်အဲ့တော့တကယ်တော့ဒီ ethic နဲ့တော့မညီဘူးကွာဒါပေမဲ့ခုနပြောလို့ကိုကတကယ်ရေရှည် professional အတောင်အနေနဲ့ရည်တည်တော့မယ်ငွေကိုအလွေလိုက်တာမှမဟုတ်ဘူးဆိုလို့ရှိရင်ဘာလို့လဲဆိုတော့တော်တော်များများကအခုကိုရောဆိုလို့ရှိရင်ပုံပြီးကြော်ပါဘောနော်ဆိုတော့ time ကို ဟိုတော်တော်များများလူငယ်တွေကဟိုပြောင်းသွားကြတယ်ပြောင်းတဲ့အချိန်မှာဟိုတိုင်းမှာကျတော့ဒီငွေရဟိုတော် monetize ဖြစ်တဲ့ပုံစံကိုရတာပေါ့ဒီမှာဆို Facebook တော့ account TikTok တော့ account အာဒီ YouTube တော့ account ဆိုတော့အဲ့တော့လူငယ်တွေကဟိုအလုပ်မချနိုင်တဲ့အချိန်အတွင်းမှာသူတို့ကရရဒီ digital နည်းနဲ့ငွေရနိုင်မှုကြိုးစားကြတဲ့အခါကျတော့ဒီ travel content တွေကိုသူတို့က food နဲ့ travel ပေါ့နော်အဲ့ content တွေပို့ပြီးတော့လုပ်လာတယ်လုပ်လာကြတဲ့အချိန်ကျတော့အာအရေးသွေးမှာ တော်တော်လေးကြာတာကိုတွေ့သွားရတော့เนาะတချို့လည်းတကယ်စူးစမ်းလူတွေရှိတာတွေ့ရတယ်အဲသူတပြည့်ဆိုဒီ time မှာရောက်နေတဲ့ content creator တွေဆိုပို့ပြီးတော့စူးစမ်းကြောက်တယ်ဟုတ်ဆိုတော့ local မှာလည်း local ပြဿနာရှိတာပါဟုတ်ကဲ့ဒီရင်းမှာလည်းပြည်ရင်းပြဿနာဆိုတော့အထူးသဖြင့်ကိုရိုးရဲ့အခက်ခဲဆိုရင်ခီးသွားလို့သွားပေါ့နော်နည်းနည်းခက်ခဲသွားတယ်မနေကြီးရန်ချင်းလာတယ်ပြိပကနေမိများတဲ့အတွက် များတဲ့သူအကြောင်းအားလုံးကကြတော့အခုကကြတော့ဖုတ်ဘက်ကိုပဲတွားပြီးတော့အဲ့မှာစုနေကြတာများတယ်ဟုတ်ပါတော့ခုကကြတော့ဒီစာတော့ဆာရီဗျူးတို့ဖုတ်ရီဗျူးတို့ကြတော့ကိုရှိနေနေရာတွင်မှာစိတ်တလို့ရေးသားလို့ရတယ်နောက်တစ်ဖြစ်ရန်ကုန်မန္တလေးလိုမြို့ကြီးတွေကတော့ဒီဆော်လော့စ်အခြေအနေမှာအာပုံမှန်ဖြတ်တန်းသွားလာနေရဲဆိုတော့ပေါ်မီစာရီရေးဖို့အတွက်လေသားတဲ့လိုလေပါတော့အဲ့တော့ဖုတ်ဘလော့ဂါတွေကလည်းများသွားတယ်များသွားတယ်အဲ့ပုံမှာဘယ်လိုလဲ ဖူဘလော့ဂါတွေများွားရဲ့အတွက်ကြတော့လေအဲ့ဒီပုံမှာမှဘယ်လိုဘယ်ဘလော့ဂါအောင်ကြိုက်လဲဘယ်လိုသူ တို့တင်ဆက်ပုံကြိုက်လဲအဲ့လိုမျိုးနဲ့ပဲဟိုဟာပေါ့အည်သွေးနဲ့ပဲအကုန်လုံးကတော့ခွဲခြားကြတာပေါ့နော်တကယ်မှန်ပါရှိလဲပေါ့နော်အဲဘယ်ဘယ်ကောင်းလဲပေါ့နော်သူတို့တင်ဆက်ပုံနဲ့တယောက်နဲ့တယောက်ကတော့မတူဘူးပေါ့နော် ကျွန်တော် food blogger ကြီးမှာကြတော့လေဟိုတချို့ကြတော့လေတကယ်ကိုပါဆက်ရတာဘယ်လိုကောင်းလဲ sharp talent ကြီးရဆိုတော့ talent ခုရှိပြီးတော့သူတို့ရည်တွေတကယ်ပြလိုက်တာတချို့ကြတယ်မဟုတ်ဘူးဟိုပောက်ဖို့အတွက်ကိုပဲစဉ်းစားကြပြီးတော့ဟိုဒါလေးစားကောင်းပါတယ်ကျွန်တော်လည်းကြိုက်ပါတယ်ကျွန်တော်ကလည်းကြိုက်ပါတယ်အဲ့လိုလေးနဲ့ပဲပြီးသွားတယ်အများကြီးရှိတာဟုတ်ကဲ့ ဟိုပေါင်းချင်တဲ့ post ပေါက်မပေါင်းချင်တဲ့ post တွေမှာပေါက်တော့ဆိုတာတကယ်တမ်းအရင်အ food blog ဘိုင်းမှာဆိုလို့ရှိရင်ကိုတို့ဒီ covid မတိုင်ခင်တော့ရှိခဲ့တဲ့ food blogger တွေအရေးသေးနဲ့ပြန်ရှင်မယ်ဆိုလို့ရှိရင်ပါကွာသွားတယ်လို့နေရာမြင်တယ်ဟိုပါပေါ့ covid မတိုင်ခင်အဆိုရင်တော့တကယ်အဲ့တော့ခွာရတော့တကယ်အမှန်ကန်သမားတွေလည်းရှိရပါဘောနော်တကယ်ရေရှင်းရှိရလူတွေအများကြီးပဲအခုခွာရကြတော့မရှိဘူးပြောရတာမဟုတ်ဘူးရှိတယ်ဒါပေမဲ့အများအများဆုံးကရောနေတာပါဘောနော်အခုပေါ်တဲ့လူတွေနဲ့အဲ့လိုမျိုးပဲပြောရမှာပေါ့ အခုနောက်ပိုင်းဆိုလို့ရှိရင်သတိထားမိသလောက်ဆိုရင်ဒီကိုဗစ်မတိုင်ခင်ကအရန် active ဖြစ်ပြီးတော့အောင်မြင်ခဲ့တဲ့အာဒီ food model controller model တခြား sector တွေမှာတော့ကောင်းမလို့ blogger တွေတော်တော်များများကအဲ့အလုပ်တွေကို short ချပလိုက်တာတွေ့တယ်ပေါ့နော်ဆိုတော့အဲ့ဒါဘာကြောင့်လဲနေရလဲပြောတာတော့ဒါပြောကိုချင်တာတော့ဟိုဘယ်လိုပါမလဲဒီအာဖြစ်နေတဲ့နိုင်ငံလွှဲမှာဖြစ်နေတဲ့ကိစ္စတွေပါတယ်။နောက်ပြီးတော့အခုဒီနိုင်ငံခြားရောက်သွားတဲ့လူတွေတွေပါတယ်။ဒီကို အဓိကကိုယ့်ရဲ့စာဝင်နေရတဲ့အတွက်ကိုအရင်လုံးပန်းနေရတော့ဒီ entertain လုပ်တဲ့အပိုင်းမှာတော့ blogging review တွေပါရေးဖို့အတွက်ကအရင်အချိန်မပေးနိုင်တဲ့အဆင်မပြေတဲ့အတိုင်းဖြစ်သွားတော့သူ့ပါပေါ့။သူ့ပါ။အဲ့တော့ဟိုပြောလို့ရှိရင်အရင်အရေးသွေးရှိခဲ့တဲ့ရေးသားတဲ့ဘိုင်းမှာကအခုစနစ်တကျရှိပြီးတော့တည်တည်ကြာထက်ထက်မြက်မြက်လုပ်ခဲ့တဲ့လူတွေရဲ့အားကျော်သွားတဲ့အတွက်နောက်ပိုင်း အာလူငယ်ကြီးမှာအဲ့ဒီပုံစံကိုမမြင်နိုင်တော့ဘူးလို့တော့ခံစားရတယ်။အဲ့လိုမျိုးတော့မြင်တယ်။ဟုတ်။ဘာလို့လဲဆိုတော့မမေ့ရအောင်တော့ကိုစိုးတော်လကောင်းအညီဆိုလို့ရှိရင်ဒီကောင်းကို content တစ်ခုဖန်တီးတယ်ဒီ keys တစ်ခုဖန်တီးတယ်ဆိုလို့ရှိရင် data တွေကိုတေချာစုရအောင်ဖတ်တာပေါ့။ဆိုတော့အဲ့အားမျိုးကိုအခုခေတ်မှာအရင်အားနေသွားပြီးတော့ဒီနေရာတွေ့အောင်ဒီနေရာလေးကဘာညာလေးပါဘာဖြစ်ပါညာဖြစ်ပါလေအဲ့လောက်လေးပြောသွားရုံနဲ့ပြီးသွားကြရအောင်ပေါ့နော်။နောက်ပြီးတော့ video content တွေဖြစ်လာပြီးတော့ video content ကဟိုနေရာကြလိုက်လို့ရှိရင်ဟိုပြီးသွားတဲ့ပုံစံဖြစ်သွားတဲ့ ဒီတမိုင်းကြောင်နေပါတွေကဟိုတိတ်ပြီးတော့မှန်လားမှန်မှန်မလားမသိတော့မသိတော့ဘူးတခုခုကအဲ့နဲ့ပြီးွားရတာကိုကတင်ချလိုက်တယ်တင်ချလိုက်ပြီးွားရမှာပြဿနာပြတ်လိုက်တော့မှဒီဟာမှားနေပါတယ်ဆိုတော့အဲ့တော့မှပြန်တောင်းပါပြန်တောင်းပန်ပြီးတော့အကုန်လုံးဖြတ်ဖြတ်အဲ့လိုလိုနဲ့ဟိုဟာဖြစ်ကြတာပေါ့နော်ပြဿနာတွေကတော့ရှိကြတာပေါ့မျိုးမျိုးအဲ့ဒါဆိုလို့ရှိရင်အခုနောက်ပိုင်းဒီ content create လုပ်နေတဲ့လူငယ်တွေပေါ့နော်ဆိုတော့သူတို့အနေနဲ့ဟိုဘယ်ဟာတွေပြုပြင်တင်တယ်ဘယ်ဟာတွေကိုအရှိကစီနီယာတွေကနေပြီးတော့အတူတူတင်တယ်လို့ညီပြောချင်တယ် ဓိကတော့အမှားယွင်းနေအောင်တော့ဟိုဟာဖြစ်ဖို့ view site ဖို့တော့အရေးကြီးတာပေါ့နော်ကျန်တာကတော့အမှားယွင်းဆိုတာ3ရဲ့ data ပေါ့နော် data ဆိုတာအချက်လက်တွေပေါ့အချက်လက်တွေနေရာတွေ့ရတဲ့နေရာတစ်ခုရဲ့အချက်လက်တွေနောက်ပြီးတော့ကိုမသွားခင်ဘယ်နေရာဘယ်ကောင်ဘယ်ဘယ် data ရဲ့အစားအသောက်ဆိုလဲအစားအသောက်ပေါ့နော်ဘယ်နာမည်ကြီးလဲဘယ်လိုသူ့ရဲ့တမိုင်းနောက်ခံဘယ်လိုအဲ့လိုမျိုးလေးတွေတော့ view site ပြီးတော့ပို့ပြီးတော့လေ့လာတင်နေတော့ထင်တာနော်အဲ့လိုမျိုးတော့ပို့ပြီးတော့အခုဆိုလို့ရှိရင်တော့ video creation ဘိုင်းကိုပို့ပြီးအားတန်းကြရတယ်ပေါ့နော်အဲ့ဒီပုံမှာဘယ်လိုနေလဲ ဒါလည်းတမျိုးကောင်းပါတယ်အကုန်လုံးဒီတင်ဆက်မှုပိုင်းမှာတမျိုးပြီးတော့ဟို entertainment တစ်ခုပို့ပြီးတော့ကောင်းတာပေါ့နော်ကိုအခုဆိုလို့ရှိရင်ကိုတီလာပေါ့နော်ကိုရီရဲ့ဒီ blogging ဘိုင်းကို vlogging ဘိုင်းကိုပြန်ပြောင်းတော့ platform နည်းနည်းလေးရွှေ့ပါတော့ဒီတော့ဒီတော့မှလူကြီးအကြိုက်ပါတယ်အမ်အရန်ဟိုအချိန်ကြာကြာကြည့်ရတဲ့ဆာလို့ရှိရင်အချိန်တူတူတို့ရိတာပို့ပြီးတော့သဘောကျတယ်သူဒီ TikTok တို့အာ Facebook တို့ social media တွေမှာဆိုတော့ပုံတည်တာ YouTube ကကြတော့အခုချင်းနေအခုထိဒီ long form video အားပေးကြစေလို့တင်တယ်ဟုတ်ကဲ့ဘာလို့ဆိုတော့အဓိကတော့တို့ TV ကနေကြည့်တာပါလားဆိုတော့ TV ကနေ YouTube YouTube channel ကို TV ကနေကြည့်ရတဲ့လူက Smart TV အင်းကနေ TV ကနေကြည့်ကြရတဲ့လူတွေကရုပ်ရှင်တကားလို့ခံစားပြီးကြည့်တာဆိုတော့အဲကြောင့်မလို့ long form တွေကတော့ဖြစ်စားတော့တင်တာနော်နောက်ထပ်ဘယ်လို ဟာရီခစ်စားလာမယ်လို့ယူနေတယ်ဒီလာမယ့်2025ကိုကြွင်2026ဆက်ဖြစ်ပေါ့ and ခစ်ကတော့မျိုးပြီးတမျိုးမှာဖြစ်နေရဆိုတော့မတူတဲ့ဟာတွေတော့လာအောင်မှန်တော့ထင်တာပဲကျွန်တော်ကတော့အရင်ကြီးတော့ခံမှန်းဟိုဘယ်လိုဖြစ်ရမလဲဘယ်လိုပုံစံမျိုးရတော့အရင်ကြီးတော့မပြောတတ်ပါဘူးဟုတ်ပါဘူးဆိုတော့လက်ရှိမှာတော့ဒီမြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဘယ်လို content တွေအပေါ်ကြီးပေါက်တယ်လို့ပြောတယ်အင်းမြန်မာနိုင်ငံမှာဆိုရင်တော့လောလောဆယ်ကတော့အစားအသောက်တွေကတော့အစားအသောက် blog တွေကတော့ပောက်တယ်လို့တော့ထင်တယ်။ဥပမာထားပါတော့ ဒီဒေတာတစ်ခုဒီမြို့နယ်တစ်ခုအတွက်ဒီ China Town သွားပဲ China Town ရဲ့ဒေတာအစားသာဒီတရုတ်တန်းမှာတော့ဝိုက်ဒီနာမည်ဟိုပါနာမည်ကြီးရဲ့ဆိုင်တွေဝင်စားမယ်အဲ့လိုမျိုးအဲ့လိုမျိုးတင်ဆက်ပုံအနေနဲ့ဒီနှစ်ပေါင်းဘလောက်ရှိပါတယ်။ဘာညာသူ့ရဲ့ဒေတာခံနေအဲ့လိုမျိုးနှစ်ကြာရဲ့ဟာပေါ့နော်လူရဲ့စိတ်ဝင်စားမှာပေါ့နော်ဒါဆိုင်တတန်းဘလောက်ရှိသည်အဲ့လိုပုံစံမျိုးနဲ့ဆိုအဲ့လိုမျိုးပုံစံမျိုးဆိုရင်တော့ပိုစိတ်ဝင်စားလောက်တယ်ပေါ့နော်ဒီ production နဲ့ပဲသွားတဲ့ဟာတွေပေါ့နော်အခုအဲ့လိုမျိုးအစားအသောက်လေးတွေအဲ့လိုမျိုးပေါ့နော် ဘာလဲအရေးစိတ်ဝင်စားဘူးတော့ကျွန်တော်ဘာလဲဆိုတော့ဒီ startup site ကိုတမိုင်းတောင်းအောင်ဆက်ဆက်ပြီးတော့လုပ်ပြနိုင်နေဆိုတော့ရှင်ဒါပို့ပြီးတော့လူတွေစိတ်ဝင်စားဖို့ရတယ်လို့ပြောရင်ဟုတ်ဒါ food blogging ပါ travel ကတော့အဟို itinerary နောက်ပိုင်းမှာအရေးကြာနေရပို့ပို့ချင်းချင်းလာတဲ့အတွက်ဟိုသွားလာတဲ့နေရာတွေမှာအခက်အခဲတွေအများကြီးဖြစ်လာတဲ့အတွက်တော့တောင်တောင်ကတော့ဒီ plane travel ကတော့အောင်မြင်မှု ကြောက်နေဦးမယ်လို့မှထင်ပါဘူး။ပြောလို့ရတယ်ပေါ့ဆိုတော့အာဒီလက်ရှိတော့ညာစုစိတ်ဝင်စားနေတာနိုင်ငံခြားခီးပါဟာစိတ်ဝင်စားကြတယ်။အထူးဖြစ်ဟိုလူငယ်တွေရောက်နေကြတဲ့ထိုင်းလိုစင်ကာပူလိုဟာတွေစိတ်ဝင်စားကြတယ်။နောက်ဗီယက်နမ်လိုဟာပြည်စိတ်ဝင်စားကြတယ်။နောက်ဒီကမ္ဘာကြီးသွားတယ်မှာဆိုလို့ရှိရင်အာဘယ်လိုခေါ်မလဲငွေကြီးအဖြစ်အရန်အော်တက်တက်တာနဲ့တော်လို့ရတဲ့နိုင်ငံတွေကပို့ပြီးတော့ခေစားနေတယ်လို့ပြောမှာပေါ့။ဟုတ်တယ်။အဲ့တော့အာ traveler's dream အနေနဲ့ကြတော့ဗောဒီကိုယ့်ရဲ့ page လေးဒီကိုယ့်ရဲ့ platform လေးကိုဘယ်ဟာတွေချိန်ဖို့စဉ်းစားထားလဲခင်ဗျာပြောပါအဲလက်ရှိကတော့ဒီလိုပဲ TikTok ဘက်သွားတာ TikTok ဘက်လည်းတင်တာရှိတယ်အဲလောလောဆယ်ဟိုဟာ YouTube ဘက်ကတော့အရင်ကြီးတော့တိတ်မတင်သေးပါဘူးဟိုဟာကတော့ဒီ page မှာကတော့ဒီ vlog တင်နေဒီ review တွေကတော့ပုံမှန်တိုင်းလေးကတော့တင်ဆက်ပေးနေပုံပါပါဟုတ် အဲ့ဆိုလေကိုသိကြတာပေါ့နော်ကိုတို့ travel blog gaming လုပ်တဲ့အခါကြလို့ရှိရင်အခုလူငယ်တော်တော်များများက data ကိုသူတို့နားမလည်ဘူးဘယ်လို computer အကောင်မသိချာမသိကြဘူးနော်ဆိုတော့ data တစ်ခုပြုစုမယ် information တစ်ခုပြုစုမယ်ဒါကြီးစင်တစ်ခုကြောင်းရေးရမယ်ဆိုချင်းဘာနေစာပြီးဘယ်လိုလုပ်ရမယ်ဆိုတာဦးလေးအကြံဘယ်လိုအကြံပြုချင်လဲအဲထားပါတော့ဥမာဖျားဖျားသမိုင်းပဲဖြစ်ဖြစ်နေရာ data ရဲ့တစ်ခုပဲဖြစ်ဖြစ်ဆိုရင်တော့ ီတိုင်းအရင်ဆုံးဒီဟာဘလို့ရေးရမလဲသူရဲ့အရှိမရေးထားတဲ့စာရေးဆရာရဲ့ဟာကိုဖတ်ကြမယ်နောက်ပြီးတော့ဒီဒေတာရဲ့ဟာဒေတာကံပဲဖြစ်ဖြစ်တက်တိနားလဲတွေတွေအကုန်လုံးလိုက်မေးမြန်းပေးရမှာပေါ့နော်ကိုယ့်သဘောနဲ့ရန်တမ်းပြီးတော့ရေးရထဲစာရင်တော့အဲ့လိုမျိုးအရင်ဆုံးလိုက်ပြီးတော့စာရေးတေချာဖတ်ပြီးမှတေချာပြုစုပြီးတော့တင်သင့်တယ်လို့တော့ကျွန်တော်မြင်တယ်မင်းမို့ဆိုရင်ကိုယ့်သဘောနဲ့ကိုရေးလိုက်ပြီးတော့မှအမှားယွင်းတစ်ခုခုဖြစ်သွားပြီဆိုရင်ဒေတာတွေလည်းနစ်နာတယ် ကိုယ့်ရဲ့ဒီဟာတစ်ခုကထိခိုက်သွားတဲ့အတွက်ဆိုရင်မကောင်းဘူးပေါ့เนาะမှားသွားတယ်ဆိုရင်ဓမိုင်းနေတဲ့အတွက်ပေါ့အဲ့လိုမျိုးပေါ့เนาะအခုနေရာတစ်ခုခေစားတာပဲဖြစ်တယ်အစားအသောက်တစ်ခုခေစားတာပဲဖြစ်ဖြစ်เนาะအဲ့တော့အဲ့နေရာကိုအကုန်လုံးအခုဆိုလို့ရှိရင်ဒီလောကမှာ blogger လို့ခေါင်းစဉ်တက်ထားတဲ့လူတွေမဟုတ်ဘဲနဲ့ကိုအတမန်လူတွေကိုကဒီဟာမျိုးမှာဒီလိုရိုက်ပြီးတင်တာရယ်အလူရက်သွားပြီးလောက်ကြာတယ်เนาะဆိုအဲ့ပုံကဘယ်လိုလဲတနေရာတည်းကိုပဲအားလုံးကဒီချိန်ဒါပေါက်နေဒါဝဲဝိုင်းပြီးလောက်နေကြတဲ့ပုံပါအဲ့ဒါတော့ ပုံပင်တဘောမျိုးပဲတော့တင်တာပေါ့နော်။တယောက်နဲ့တယောက်ကတော့ပုံစံတင်ဆက်ပုံကြီးကတော့မတူဘူးပေါ့နော်။အဲ့လိုပဲပေါ်မျိုးပဲတင်ပါမယ်။အဲ့ဒါဆိုလို့ရှိရင်ဒီကိုယ်တိုင်ကတော့ဒီအခုချိန်မှာထားပါတော့အာတောင်တမန်ကတမယာတီတုတ်လာတာအရန်ခေစားနေတယ်ဆိုလို့ရှိရင်အဲ့ဒီအကြောင်းအရာတစ်ခုကိုကိုကလည်းအဲ့ဟာကိုပုံတန်မျိုးနဲ့တင်ပြဖို့ပုံပြီးစဉ်းစားလာတာမဟုတ်လို့ရှိရင်ဒီဟာခေစားနေလူတိုင်းရဲ့အနေချက်မှာကိုယ်တခြားအာကိုကိုရိုက်ဖို့တော့ပုံပြီးတော့အာတီတာရှိတာကျွန်တော်တော့ ဒီပုံပင်ဖြစ်နေတဲ့ဟာကို live လုပ်ကြရမယ်ဟာတိတ်စိတ်ဝင်စားအောင်ဟိုလီနီယာကြီးကဟိုလူတွေအုံဝိုင်းအုံပြီးရမ်းဟော့နေရဟော့နေရဟာမသွားရခြင်းနဲ့စားခြင်းနဲ့ဟာတိတ်သဘောမတူဘူးပေါ့နော်ဒါကိုအနေနဲ့ကိုခံယူချက်အနေနဲ့ပြောတာပေါ့နော် channel တစ်ခုတခြားတစ်ခုကိုပဲအာယုံစိုက်တင်တယ်လို့ထင်တာပဲဟုတ်တယ်နော်ကျွန်တော်တို့ဒါကတော့ဟိုဒီလက်ရှိ trend ဖြစ်နေတဲ့ဟာနဲ့ဆန့်ကျင်ပြီးတော့ကိုကနောက်ထပ် trend တစ်ခုဖောက်လိုက်တယ်ဆိုလို့ရှိရင်ပိုပြီးကောင်းအောင်ပါဒါပေမဲ့ ်ခုကဖြစ်နေတဲ့ပြဿနာအကြောင်းလဲ social media တွေကဒီတစ်ခု trend ဖြစ်နေတယ်ဆိုလို့ရှိရင်အဲ့ trend ရဲ့အနောက်မှာပဲကပ်ပြီးတော့မှဟိုအဲ့ပုံစံတူလိုက်တင်တော့မှဒါအဲအလုံးကပုံပြီးပေါက်သွားလို့ဖြစ်တယ်ဘောဒါကတော့အခုလက်ရှိဖြစ်နေတဲ့ social media ရဲ့ဘယ်လိုပုံလဲသူရဲ့သွားနေတဲ့နီ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 ကိုကအဲ့လိုဖြစ်နေတယ်ဆိုတော့ဒီတစ်ခု ဒီအဲ့တော့ဟိုပောက်ပြီးသားလို့ပုံပြီးပောက်အောင်ပတ်ပုံးပြီးလိုက်လို့တော့ဖြစ်သွားတယ်။ဟုတ်တယ်။ဒါပေမဲ့တကယ်တမ်းကျတော့ဒီ content ဒီ content ကြီးကအားလုံးအမြင်ရတယ်။ဒီကာလမှာတော့ဒီ ဒီစားတော့ဆိုင်လေးတစ်ခုပေါက်တယ်လမ်းလေးဆိုင်လေးတစ်ခုပေါက်တယ်ဆိုလို့ရှိရင်ကာလာဒီနလနှစ်ပတ် sorry နှစ်ပတ်လောက်တွင်ဒါတွေပဲညင်နေတာဟိုပဲစုပြုံလာမိတယ်အကုန်လုံးတခြားတခြားလူကလည်းတခြား blog တွေကလည်းဒီဟာဘက်ဒီဆိုင်ဘက်လာတယ်နော်တခြားဟိုကလည်းဒီဆိုင်ဘက်လာကြည့်ရတဲ့လူတွေကတော့ရိုးနေရိုးတယ်ပေါ့နော်ဒါပေမဲ့ဟို social media ဒီကိုယ်တိုင်ကလည်းဒီလိုဒီဟာပေါက်နေပြီဆိုလို့ရှိရင်ဒီကောင်ဘက်ထပ်ထောက်ပြပေးခြင်းတော့တယ်အဲ့တော့ ကောင်းခက်တာတာဘာလို့ဖြစ်လဲဆိုတော့ဒီနောက်တစ်ခါဒီ post တင်တယ်ဒီ post ကပေါက်နေတော့တာပေါ့နော်ဆိုတော့ဘာလို့လဲဆိုတော့သူက social media ကဒီ user တွေရဲ့တုံးတဲ့လူတွေရဲ့ဟိုအကြိုက်ကို like ကြည့်ပြီးတော့မှဖြစ်ဖြစ်ပေးနေတာဖြစ်တဲ့အတွက်ဆိုတော့အားလုံးတော်တော်များများကဒီတစ်ခုပေါက်ပြီဆိုလို့ရှိရင်ဒီတစ်ခုပဲအကုန်လုံး like တင်ကြတာအဲ့လိုပါလားဟုတ်တယ်အဲ့ဒါမှ like တင်ရတာပေါ့ ဆိုတော့ဟိုကိုက live ကိုကြည့်ပါလားမဟုတ်လို့ရှိရင်တကယ်ကိုရဲ့ quality ကိုကြည့်ပါ quality ကိုပဲကြည့်တင်တယ်လို့ကျွန်တော်ကမြင်တယ်နော်အဲ့လိုတော့ဖြစ်ကိုဖြစ်တယ်ဟိုပုံမှန်ဖြစ်တော့ငါတော့ကိုက blogger လို့ခေါင်းစဉ်တက်တာပဲတကယ်လို့ကိုကမဟုတ်ဘူးပုံမှန်တာမန်တုံးဆွဲသူကစားသူပေါ့ TikTok ဆောက်ရည်ကွာလေလို့လည်းပြောရမှာကျွန်တော်တမျိုးပေါ့ဟုတ်ပြီနောက်လည်းပုံမှန်နော်ကျတော့အခုနောက်ပိုင်းခေတ်စားလာတဲ့ဒီလူငယ်ချင်းအားမော်နီတိုက်ဇေးရှင်းအရမ်းအာ ဆွေးမဆရာဖြစ်ပါတယ်။ဒါဆိုတော့တချို့ဆို post တစ်ခုလေးနဲ့ကိုဒေါ်လာညာနေချီမိရလေကြပြီ။ဆိုတော့အဲ့ဒီအပေါ်မှာတော့ညီဟိုဘယ်လိုမြင်လဲပေါ့။ဒါဆိုတရားဒီဟိုကောင်းတာမကောင်းတာလို့မြင်လို့။ကျွန်တော်တော့ကောင်းတယ်လို့မြင်တယ်။ဒါအထောက်အကူလည်းဖြစ်တယ်။ကို့အတွက် ဝင်ဝင်လဲတိုးပြီးတော့ဒီဟာဒီယာနဲ့ပတ်သက်ပြီးတော့ဒီဝင်ဝင်နဲ့ပတ်သက်ပြီးတော့ဥမာခီးသွားတဲ့နေရာပဲဖြစ်ဖြစ် channel နဲ့တခြားကိစ္စတွေပဲဖြစ်ဖြစ်သုံးလို့လည်းရတယ်ပေါ့နော်အကုန်ဒါတော့ထောက်ကူဖြစ်ပါတယ်တချို့ဆိုလို့ရှိရင်ဒီသူရတဲ့ဝင်ဝင်တွေကနေကိုပဲခီးတွေသွားနိုင်တဲ့ဒီနိုင်ငံသားမနေနေ blogger တွေတွေ့လာရတယ်ပေါ့နော်ဒီမြန်မာတွေအောက်ပဲဆိုတော့အာဒါကတစ်ဖက်ကတစ်ဖက်တွေးကြည့်လို့ရှိရင်မှန်တယ်လို့ကောင်းတယ်လို့ပြောလို့ရအောင်လို့ဆိုတော့တစ်ဖက်က ပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့လေအာလူတိုင်းကဒီဝင်နောက်လိုက်တဲ့ပုံစံဖြစ်နေတဲ့အတွက်ဟိုပေါ်ပင်းလေးကိုပူလို့ပုံတဲ့အကြောင်းဖြစ်သွားတယ်တချို့ဆိုလို့ရှိရင်ဘာမှမရှိတဲ့ graph တန်လေးကိုရှောက်ပြီးတော့တင်ထားတာ effect ကိုဟုတ်ကဲ့လမ်းမီးကအာကြောင်လေးသွားနေခွေလေးသွားနေတာအစအဲ့လိုမျိုးပေါ့နော်ဆိုတော့ဘာမှမဟုတ်တာလေးရှောက်ရိုက်တင်နေပြီးတော့ဟိုတင်ဟာပေါ့လို့လို့ရှောက်ဆန်းနေတဲ့ပုံစံဖြစ်တော့ ကျွန်တော်အဲ့အတွက်တချို့ content တွေကလုံးဝဟိုလိုကမ quality တခုမှရှိလာမင်းနဲ့ပြီးတော့ဒီတက်လာပြီးတော့ဖြစ်သွားပြီးပြီးတော့နဲ့တက်လာအဲ့ဒီတချို့ရောက်လဲတကယ်ကိုဒီညာလို့ပြီးတော့ဟိုတက်သွားရေးရှည်ဆိုတော့အားနည်းချက်ကမှဖြစ်သွားလဲဆိုတကယ်လို့ပြီးတကယ်ရထားရည်တွေကြတော့သူတို့ရဲ့ဟို engagement တွေအရင်ရော့သွားတယ်ဟုတ်တယ်အဲ့လိုမျိုးပေါ့ကွာကွာတော့အဲ့တော့အခုမှစပြီးတော့ဒီ blogging vlogging ကိုလုပ်မယ်လူငယ်တွေကြတော့ဒီဘာတွေကြံပြည့်နေတယ် တေချာတေချာလေးလာပါပေါ့နော်ဒီကဓာတ်ပုံရိုက်ဖို့ပဲဖြစ်ဖြစ်ဘလော့အတွက်ပဲဖန်တီးရပဲဖြစ်ဖြစ်ပေါ့နော်ဒေတာတစ်ခုတွားတော့မယ်ပဲဖြစ်ဖြစ်စာစာများများဖတ်ပေးပါအကုန်လုံးတေချာလေးလာပြီးတော့မှတင်ဆက်ပေးပါလို့ပဲအကြံပြုပါတယ်ပြီးတော့သူတို့ရဲ့ဒီနည်းပညာပိုင်းမှာကြတော့သူတို့ဘယ်ဘယ်လို knowledge တွေရှိထားမှုလို့ပဲတေလို့ဒီရုပ်ကြည့်လဲပါ အဲဤပညာပိုင်းကတော့အကုန်လုံးကတော့တစ်ယောက်တစ်မျိုးစီကတော့ဖန်တီးနေတာပေါ့နော်ကင်မရာတချို့ကျတော့လည်းဖုန်းနဲ့ပဲဖန်တီးတာရှိရတယ်တချို့ကျတော့လည်းကင်မရာနဲ့ဖန်တီးတာရှိရပေါ့နော်တယောက်ဒါပေမဲ့ရေချင်းအကုန်လုံးကတော့ quality ကတော့တယောက်တစ်မျိုးစီကောင်းနေကြတာပေါ့အဲဟိုဤပညာပိုင်းမှာအဓိကတော့ဒီတယောက်နဲ့တယောက်ဒီပုံစံမတူတဲ့ပုံစံလေးနဲ့ခွဲထွက်ပြီးတော့ဟိုပါပေါ့နော် တမှုထူးခြားနေအောင်ဆွဲဆောင်နိုင်တော့အောင်မြင်မယ်ဆိုတော့ကျွန်တော်မြင်တယ်အဲ့လိုမျိုးเนาะโอเคပါ sorry ဒါဆိုရင် live final နောက်ဆုံး make on the morning ညနေနဲ့ဒီ traveler stream ကိုအာဘယ်လိုနာမည်ပေးဖြစ်သွားရလဲဆိုတာကိုလည်းပြောပြပေးအမ် traveler stream ကတော့ဒီလိုမျိုးပေါ့နော်ကျွန်တော်ခီးရီသွားတာဝါသနာပါတယ်ဒီ ဒေတာတစ်ခုเนาะဒေတာတစ်ခုရောက်ပြီးွားရင်နောက်ဒေတာတွေလည်းသွားရှင်နေပေါ့เนาะဒါခီးသွားမယ်အိမ်မက်တစ်ခုကိုအကောင့်ထဲပေါ်ရတယ်ပေါ့เนาะအဲ့ဒါလည်းပဲဒီနာမည်လေးကိုရွေးပြီးတော့ပေးပြပေါ်တာပါโอเคပါကျွန်တော်အခု new new ကိုတည်တည်တဲ့လူတွေတော့ကောင်းပါဘာမတည်တည်တဲ့လူတွေကောင်းဒီ new ရဲ့ followers တွေပြည်သက်တွေပေါ့ဆိုတော့တခုခုပြောပါဦး အဲကျွန်တော်ကိုအားပေးတဲ့ပြည်သက်တွေရောမတိသေးတဲ့ပြည်သက်တွေရောကျွန်တော်ကတော့ဟိုအကုန်လုံးတော့ဟိုဒီဒီ travel နဲ့ပတ်သက်တာရောဘလော့နဲ့ပတ် full blog ပဲဖြစ်ဖြစ်ပေါ့နော် blog ပဲဖြစ်ဖြစ် travel review တွေနဲ့ပဲဖြစ်ဖြစ်အသက်နိုင်ဆုံးအမှားကင်းအောင်အကုန်လုံးရွှေ့ချယ်ပြီးတော့တင်ဆက်ပေးမှာပါအားပေးတဲ့ပြည်သက်တွေလည်းအကုန်လုံးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့အဲ့ဒါဆိုညစ်တက်တာဘယ်လောက်ရှိပါလဲလောက်လား ်ရှင်းနေတော့ရှိပါတယ်ရှင်းနေတော့ရှိပါဟုတ်ကဲ့ပါဆိုတော့အခုလိုအကုတ်ကိုလည်းအချင်းပြပြကိုယ် focus လေးမှာပါဝင်ပြီးရတဲ့ venue အများကြီးချေဆွတော့ကျေးဇူးပါအခုဟုတ်ပါနောက်ရဲ့ဒီ focus လေးကိုကြည့်နေတဲ့ focus ကိုနားထောင်ကြ followers တွေအကုန်လုံးလည်းဒီ season နဲ့ပတ်သက်သဘောကျမှုလေးကိုကြည့်ပါအထူးဖြစ်ကျွန်တော်တို့ကဒီဒီနေ့ပြောချင်တဲ့အကြောင်းအရာကတော့အခုနောက်တက်လာတဲ့လူငယ်လေးနေနဲ့ creator တွေနေနဲ့ဒီကိုယ့်ရဲ့ content creation ပိုင်းကိုပေါ့နော် quality လေးတစ်ခုထိန်းစီခြင်းနဲ့ရည်ရွယ်ချက်လေးပဲဖြစ်ပါတယ်ဘယ်သူမှအဖြစ်ဆိုလို့ချင်တာနောက်ပြီးတော့ဟိုဝေဖန်ချင်တာမရှိပါဘူးအဓိကတော့ တော့နောက်ပိုင်း content creation ဘက်မှာအားနည်းမှုတွေအများကြီးကိုလွယ်လွယ်တွေ့လာတာဒီကတော့ reward ဖို့အတွက်ပဲစဉ်းစားလာတာညားတဲ့အတွက်အဲ့လိုမဖြစ်စေဘဲနဲ့ quality လေးတစ်ခုထိန်းနိုင်ဖို့အတွက်ကိုအာကျွန်တော်တို့တွေကအကြံပြုချက်တာပဲဖြစ်ပါတယ်ဟုတ်ကဲ့ကျေးဇူးများကြီးတင်ပါတယ်နောက်ဆက်စီမှာပြန်တွေ့ပါမယ်ခင်ဗျာ